တင့်ကိုတေချာပေါက်ချမ်းသာစေမဲ့နေလံတစ်ခုတင်တယောက်ထဲအလောက်ကပေးရတဲ့တာဝန်ကိုကြားကုတ်ကြားခဲနေမိတ်ညမိတ်စူးစမ်းနေရုံနဲ့လူချမ်းသာတယောက်ဖြစ်နိုင်မယ်ထင်နေလားဒင်းကတလောက်ကိုဝင်ဝင်၁၀သိန်းရှိတယ်ဆိုရင်တလောက်ကောင်၃သိန်းလောက်တော့စုမိကောင်စုမိလိမ့်မယ်တလောက်၃သိန်းနှုံးနဲ့အနည်း၄၀လောက်အဖိုးကြီးအဖွားကြီးဖြစ်တဲ့အချိန်ထိမှန်မှန်စုနိုင်လာတဲ့အခါမှာတိန်ပေါင်း၁၀၀၀ 440လောက်စုမိလိမ့်မယ်။ဒါပေမဲ့ကိုအသက်60ကျော်လောက်ရောက်တဲ့အချိန်ငွေကြေးဖောက်မွှားတာနဲ့တွက်မယ်ဆိုရင်တိမ်ပေါင်း1400ကျော်လောက်ဟာတိမ်600ဝန်းကျင်လောက်ပဲတန်ဖိုးရှိတော့မှာဖြစ်တယ်။နှစ်ပေါင်း40လောက်တည်ကြအောင်အကုန်လုံးလုပ်ခဲ့ပြီးတော့မှန်မှန်စုခဲ့တာတော့မှဒီလောက်လေးပဲရမယ်ဆိုရင်တော့တိတ်ပြီးတော့ဟန်မကြသေးဘူးလို့ပြောလို့ရမယ်။ထပ်ပြီးပြောဦးမယ်။ သင်ကတနေ့ကို၈နာရီနှုန်းနဲ့နှစ်ပေါင်း40လောက်အလုပ်လုပ်တာနာရီပေါင်း35သိန်း၄00နာရီလောက်အလုပ်လုပ်ခဲ့တယ်ဆိုတဲ့အထိပ္ပာယ်ပဲတကယ်လို့များလူပေါင်း40လောက်ကတနေ့ကို၈နာရီနှုန်းနဲ့ဝိုင်းပြီးတော့ကိုယ့်အတွက်အလုပ်လုပ်ပေးကြမယ်ဆိုရင်ကိုနှစ်ပေါင်း40လောက်ဖြတ်တန်းပြီးတော့လုပ်ရမယ်အချိန်တွေနဲ့ရရှိမယ်ချမ်းသာကြွယ်ဝမှုကဘယ်လိုဖြစ်လာမယ်ထင်လဲ။ ဂျင်းသေးတာကတော့အနည်း40လောက်ကိုတယောက်ထဲလောက်ရတဲ့လောက်အားနိုင်ပေါင်း35သိန်း4000နာရီဟာလူ40လောက်ဝိုင်းပြီးတော့လုံလိုက်တဲ့အခါမှာတစ်နှစ်ပဲကြာလိမ့်မယ်နှစ်ပေါင်း40ရှာရတဲ့ငွေကြေးပမာဏကို နှစ်အနည်းငယ်အတွင်းမှာရှာနိုင်လာလိမ့်မယ်ဥပမာတစ်ခုပေးပါရစေတန်ချိန်နဲ့ခြီးတဲ့ကြောက်တုံးကြီးတစ်တုံးကိုလူတယောက်အနေနဲ့ ရွေ့အောင်လို့တွန်းဖို့ဖြစ်နိုင်လားဆိုရင်အဖြေကတော့ no ပါပဲအတော်လေးကိုခတ်ခဲလိမ့်မယ်ဒါပေမဲ့ကြောက်တုံးကြီးနဲ့လူနဲ့ကြားထဲမှာတစ်သားတုံးတုံးခံလိုက်ပါပြီးတော့ဒုတ်တချောင်းနဲ့ကလန့်ပြီးတော့အားနဲ့စိုက်ပြီးတော့ဖိချလိုက်တဲ့အခါမှာအောက်ကထောက်ပံ့ပေးတဲ့တစ်သားတုံးကိုခုရုံးလုံပြီးတော့ဖိချလိုက်တဲ့ဒုတ်တန်ရဲ့ကုတ်အားကြောင့်လေးလံလာတဲ့ ကြောက်တုံးကြီးကိုအလွယ်တကူပဲရွှေ့တော်အောင်လုပ်နိုင်လိမ့်မယ်။ဒီနေရာမှာအောက်ကတစ်သားတုံးကို အလုတ်တခုပြေးမြောက်ဖို့လိုအပ်တဲ့စနင်းလိုတတ်မှာပါ။ကလန့်လိုက်တဲ့ဒုတ်တံကိုကိုယ့်ရဲ့အရည်အသွေးနဲ့အရည်အချင်းကောင်းတွေလို့တတ်မှတ်ပါ။အဓိပ္ပာယ်ကတော့ဘလောက်ကြီးမားတဲ့လုပ်ငန်းဖြစ်နေပါစေ။ leverage power လို့ခေါ်တဲ့ကုတ်အားကိုအသုံးပြုမယ်ဆိုရင်သင်မရွှေ့နိုင်တဲ့အရာဆိုတာမရှိနိုင်တော့ပါဘူး။ တယောက်တည်းရဲ့လှုပ်အားဟာအလုံးအင်အားနည်းပါပါတယ်။တင်းအတွက်လူအများရဲ့လှုပ်အားကို တပြိုင်တည်းအတုံးချနိုင်အောင်ကြိုးစားပါ။အဲ့ဒီအတွက်တင်းမှာလိုအပ်တာကလုပ်ငန်းတစ်ခုထူထောင်ဖို့ အမားနည်းတဲ့စနစ် system ကောင်းတစ်ခုနဲ့ကိုယ်ရည်ကိုယ်သွေးပြည့်မီအောင်တည်ဆောက်ထားနိုင်ဖို့ပါပဲ။ပြန်ပြောပါမယ်။တင်းမှာလိုအပ်တာကလုပ်ငန်းတစ်ခုထူထောင်ဖို့အမားနည်းတဲ့စနစ် system ကောင်းတစ်ခုနဲ့ ကိုရီကိုသွေးပြည့်မီအောင်လို့တိဆောက်ထားနိုင်ဖို့ပဲဖြစ်တယ်။အကျန်းအဖြစ်တော့ကုတ်အားလို့ခေါ်တဲ့ leverage form ခုနှစ်မျိုးရှိတယ်။ leverage point လို့လည်းခေါ်ကြပါတယ်။နံပါတ်1 other people's money သူများရဲ့ပတ်စံနံပါတ်2 other people's time သူများရဲ့အချိန်နံပါတ်3 other people's work သူများရဲ့လုပ်အားနံပါတ်4 other people's experience သူများရဲ့အတွေ့အကြုံနံပါတ်5 other people's ideas သူများရဲ့အကြံဉာဏ်နံပါတ်6 scalable production and distribution နေရာတိုင်းကို ရောက်နိုင်တဲ့ထုတ်ကုန်နံပါတ်9 scalable customer base လူတိုင်းစီကို ရောက်နိုင်ဖို့ပြုလုပ်ခြင်းဒါတွေကခုနကပြောတဲ့ကုတ်အောင်ကိုအသုံးပြုရမယ်လေဗရေ့ဂျ်ပွိုင့်ဖြစ်တယ်ဒါတွေကိုကောင်းကောင်းအသုံးချနိုင် လူချမ်းသာတယောက်လုပ်လို့ရပြီ။ဒါရင်းနဲ့ပတ်သက်ပြီးတော့တခုချင်းစီရှင်းလင်းချက်နဲ့အကျယ်ကိုတော့နောက်မြောက်မှာအလင်းတင်တယ်လို့မျိုးဆက်ပြီးတော့ဝေမျှပြီးတော့ပါအောင်မယ်။အခုပတ်ဝန်းကျင်မှာချမ်းသာနေတဲ့တထေးလိုအခေါ်ခံနေရတဲ့ပုံကိုယ်တွေကိုကြည့်ပါ။သူတို့ကအဓိကအဖြစ်တော့စင်စားတွေးခေါ်ရတဲ့အလုပ်ကိုလုပ်ကြတယ်။ညှိနှိုင်းဆွေးနွေးရတဲ့ negotiation ကိုလုပ်ကြတယ်။တချို့ဆိုရင်အဲ့ဒါတွေကိုတော့မလုပ်ပါဘူး။သူများပတ်စံတွေနဲ့ပဲ အလုံးလုံးတယ်။ဝန်ထမ်းတွေရဲ့အချိန်တွေကိုဝယ်တယ်။ဝန်ထမ်းတွေရဲ့အတွေ့အကြုံ ကောင်းတွေကိုအသုံးပြုပြီးတော့သူတို့ကိုယ်တိုင်ကတထေးလုပ်ကြတယ်။တင်ရောသူတို့လိုမဖြစ်နိုင်ဘူးလားဆိုရင်အဖြေကအရန်အရန်ကြီးကိုဖြစ်နိုင်တာပေါ့။ကိုယ်ရည်ကိုယ်သွေးပြေဝဖို့ထိုက်တင်တဲ့တင်ယူလေ့လာဖို့အချိန်တော့ပေးဖို့တော့လိုအပ်တယ်။ဟုတ်ကဲ့ပါယခုဝေမြဘေးခဲ့တဲ့အချက်အလက်လေးနဲ့ပတ်သက်ပြီးတော့ တဘောရမကိုက်နေတဲ့အရာလေးတွေရှိခဲ့မဲ့ဆိုရင်ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်